အားလုံးမင်္ဂလာပါဆိုတော့ဒီကတော့ဗောနော Twin Flame Ascension Reading ပဲဖြစ်ပါတယ်ဆိုတော့ဒါ Twin Flame တွေအတွက်ဗောနော်ကိုတို့ကလိုအပ်တဲ့ຢာရီပြီးတော့လက်ရှိကိုဘာလို့တင်လဲ Ascension ဖြစ်ဖို့အတွက်ဘာတွေတည်ထားတင်လဲဗောနော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပြမှာဖြစ်ပါတယ်ဆိုတော့ energy ကဗောနော်ဒီ Twin Flame energy လောလောဆယ်လက်လော energy ရတော့နည်းလေးတုံလောက်တာမျိုးကြီးရင်မောစိတ်မောအဲ့လိုမျိုးလေးပဲဖြစ်တတ်တယ်ဗောနော်ဆိုတော့ကို့အနေနဲ့ကအများကြီးဒီအဆင်ပြေအောင်လို့နေဖို့လိုအပ်ပါတယ်ကို့ကိုပို့ပြီးတော့ focus ထားဖို့လည်းလိုရပါတော့။ဒါမှသာပိုပြီးစင်ပြေတဲ့အခြေအနေရောက်ရှိမှာပါ။ဆောပါတော့အဓိကတော့ဒီ twin flame connection ကြောင့်လည်းလေခက်ခဲတာများတယ်ပင်ပန်းတာများတယ်ပေါ့နော်။ဆိုတော့အဓိကအတွင်းထဲမှာပဲရအောင်ရှာကြည့်ပါ။ twin flame ဆိုတဲ့သဘောတဘာဝကကြတော့ one soul ပေါ့နော်။ soul ကတစ်ခုတည်းပါပဲ။အဲတော့ဒီကိုကိုကိုပြုပြင်ပြောင်းလဲလို့ရှိရင်တစ်ဖက်မှာလည်းသွားပြီးတော့အဲ effect လေးတွေသွားရောက်မယ်ပေါ့နော်။ဆိုတော့ကိုကိုကိုအမြင့်ဆုံးရအောင်နေပါ။အကောင်းဆုံးဖြစ်အောင်နေပါ။ဒါတစ်ဖက်မှာလည်းအကောင်းဆုံးဖြစ်လိမ့်မယ်။အမြင့်ဆုံးရအောင်သူလုပ်လိမ့်မယ်ပေါ့နော်။ အဲ့တော့ तू ပြောင်းလဲမှာလား तू အဆင်ပြေနေမှာလား तू ဘယ်လိုပြောရမလဲပြန်လာမှာလားအဲ့လိုမျိုးမျိုးတွေးပဲနဲ့ကိုကိုကိုအကောင်းဆုံးဖြစ်အောင်နေခြင်းကပို့ပြီးတော့စိတ်တသာလဲရမယ်ပို့ပြီးတော့လဲအဆင်ပြေလိမ့်မယ်ပေါ့နော်ဆိုတော့ဒီရင်ကကြတော့ဒီ twin flame ပေါ့နော်ကိုက divine feminine ပဲဖြစ်ဖြစ် divine masculine ပဲဖြစ်ပေါ့နော်ဒီဗီဒီယိုကြည့်ဖို့လိုအပ်တယ်လို့ခံစားရရင်စပ်ပြီးကြည့်ဖို့လိုပါတယ်ဆိုတော့အရင်ဆုံးပေါ့နော်ပထမဆုံးကတ်ကတော့ကျွန်တော်ဒီမှာ rebirth ဆိုတဲ့ကတ်လေးပေါ့နော်အဲ့တော့ဒီ rebirth ဆိုတာကြတော့ ဒီ ascension journey မှာ အရန်ဝယ်အရေးကြီးရဲ့အခြေအနေတစ်ခုပေါ့နော်ဆိုတော့တော်တော်လေးကိုပဲနာကျင်ကြစရာကောင်းတဲ့ဖြစ်စဉ်ပေါ့ပြောမယ်ဆိုလို့ရှိရင်လေအဲ့တော့ကိုယ့်ရဲ့ဒီအလေးအကျင့်တွေကိုယ့်ရဲ့အကျင့်စရိုက်တွေဒီအမှကိုယ့်ရဲ့ယုံကြည်မှုတွေပြီးတော့ကိုယ့်ရဲ့ကာမစ်ပတ္တန်တွေပေါ့နော်ဆိုတော့ဒါတွေအားလုံးကကိုယ်လာရိုက်ခတ်မယ်အဲ့ဒါတွေပြုပြင်ပြောင်းလဲဖို့အတွက်ကိုယ်မှာနာကျင်မှုတွေအများကြီးဖြစ်ရမယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာကိုယ်ကတခါကျရင်ကြောက်မယ်တခါကျရင်လည်းဒီပေါ့နော်စိတ်ချောက်ချားတွေဖြစ်မယ် လိုပုံစံမျိုးပေါ့အဓိကတော့ဒီ process ကကြတော့ကိုယ့်ရဲ့ဒီကိုပေါ့နော်အသက်ဖြစ်လာမယ်ကိုဖြစ်လာဖို့အရေးကိုကိုယ့်ရဲ့အဟောင်းပေါ့ကိုယ့်ရဲ့ old self ကတည်ဆုံးသွားမယ်ပြတ်ကွယ်သွားမယ်ဒါကိုပြောချင်တာပေါ့အဲ့ကိုယ့်ရဲ့ new version ကိုယ့်ရဲ့အသက်သက်တော် version နဲ့ကိုဖြစ်လာဖို့အတွက်ဒီအရေးကိုလွှတ်ချထားဖို့အရင်အရေးကြီးရေပေါ့အဲ့တော့ဒါ fitness ကလိုပဲပေါ့နော်ကျွန်တော်ကဒီတည်ဆုံးသွားလဲပဲသူဒီပြန်ပြီးတော့ ပြာပုံတွေကနေပြန်ထွက်ပြီးတောက်ပပြီးမှပို့ပြီးတော့ဒါပြန်လည်ရှင်းတန်းတော်မျိုးပေါ့နော်လူပုံစံမျိုးပေါ့အဲ့တော့ကိုဖြစ်ရမယ်ကိုအရင်တည်းကဒီငကိုတွေကနေကိုဖြစ်တဲ့လူတယောက်ဖြစ်လာမှာပေါ့နော်ဆိုတော့ကိုကဒီလိုလူဖြစ်ဖို့အတွက်မွေးဖွားလာတယ်ဒါပေမဲ့ကြားထဲမှာအခက်ခဲတွေနောက်ဆက်တွေအများကြီးနဲ့ကိုမဖြစ်ချင်တာဖြစ်ရမယ်အဆင်မပြေရဖြစ်ရမယ်ဆိုတော့အဲ့လိုအခြေအနေတွေဖြစ်ခဲ့ရနေပြီးတော့တကယ်အော်ကိုရဲ့သွားရမယ့်နေရာကိုရဲ့ဖြစ်တည်မှုကိုကိုယ်တိုင်ဒီလိုလူပါလားဆိုရဲ့ လူပုံစံဖြစ်လာမှာပေါ့ဆံပြားတစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့မကောင်းတဲ့အခြင်းတွေမကောင်းတဲ့စိတ်တွေအလုံးကွယ်ပြောက်ပြီးတော့မှတကယ်ကိုယ့်ရဲ့အသက်ပေါ့ကိုယ်အသက်ဖြစ်လာမှာမျိုးပေါ့နော်ဆိုတော့ငကိုရဲ့ဒီအသက်ကကိုကိုရိုင်းကအရင်ဘဝတွေကဒီပုံစံဒီအသက်ကိုယ်အသက်ဖြစ်အောင်လို့ကြိုးစားမယ်ဆိုပြီးတော့ရှိပြထားခဲ့ပြီးသားပေါ့နော်ဒီဘယ်လိုပြောမလဲ luxing နေပြကြတော့ဒီ contract တွေရှိခဲ့ပြီးသားပေါ့နော်အဲ့တော့ကိုယ်ဖြစ်လာတာထူရမထူဆန်းအောင်အဓိကတော့ကိုကဒီ osa ကနေပြီးတော့ ယုံထွက်လာနိုင်မှုပဲအရေးကြီးတာပေါ့နော်အဲ့တော့အဓိကတော့အရေးကြီးဆုံးကတော့ကိုယ့်ရဲ့ control လုပ်ချင်တဲ့စိတ်တွေကိုဖျောက်ပစ်ပါလက်ကိုလုပ်ပါအဲ့ဒါမှသာလေကိုယ့်အတွက်ပို့ပြီးလွတ်လပ်မှုခံစားလိုက်မယ်ပြောကို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 ယ့်ရဲ့နှလုံးသားကိုကိုယုံကြည်ခြင်းကလည်းကိုကိုဒီကံတရားနောက်ကိုပေါ့နော်ဒါကိုကံတရားစီကိုခေါ်ဆောင်သွားပြီးလိမ့်မယ်အဲ့တော့မကြောက်နဲ့ပေါ့နော်အဲ့တော့ကိုကိုညင်ညင်သာဆက်ဆံမယ်ကိုကိုပို့ပြီးတော့ဂယုစိုက်မယ်အဲ့တော့ကိုကအခုချိန်မှာပေါ့နော်ဒီလက်ရှိချိန်နေမှာကိုဒီအသက်အသက်တော့ဒီ ကိုအသက်ဖြစ်လာဖို့အတွက်ကိုကိုကဒီအချိန်မှာပြန်လည်မွေးဖွားမှာပေါ့နော်အဲ့တော့မကြောက်နဲ့ရှေ့ဆက်ပြီးဒိုးဖို့ရည်ကြည်ရယ်ပြီးတော့ကိုရဲ့လုံနိုင်စွမ်းနေရှာဖွေဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုလိုအပ်တဲ့ຢာတွေကိုကိုအတွင်းမှာအတွင်းထဲမှာပြန်ရှာမယ်ကိုကိုယ်တိုင်ကဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတော့ကိုအတွင်းထဲမှာရှိပြီးသားပေါ့နော်အဲ့တော့ဒါတွေချက်ပြန်ပြီးတော့ကိုကိုပြန်လည်ရှာဖွေဖို့အရေးကြီးပါတယ်ဆိုတော့ဒီကထွက်ပေါ်လာခြင်းအကြောင်းလေအဲ့တော့ကိုရဲ့နာကျင်မှုတွေရတဲ့အစင်ပေါ့နော်သူများတွေကိုကူညီဖို့တော့ ဒီနာကျင်မှုကိုအသုံးပြုပြီးတော့တခြားလူတွေကိုကူညီရမှာပေါ့နော်ဒီလိုပြောချင်တာဆိုတော့အဲ့လိုအခြေအနေကနေပြီးတော့ကိုယ့်ရဲ့ဒီ passion တွေကိုယ်ဒီစိတ်ဝိညာဉ်လှုပ်ချင်တဲ့ဒီရည်ရွယ်ချက်တွေ super post ပေါ့နော်ကိုယ့်ရဲ့ life purpose တွေ super post တွေကိုရှာဖွေတွေ့ရှိနိုင်မယ်ပေါ့ပြီးတော့ကိုယ့်ရဲ့ဒီ journey ကလည်းပို့ပြီးလှပတဲ့ experience တစ်ခုအဖြစ်ပေါ့နော် ကြံခဲ့လိမ့်မယ်အဲ့တော့အဲ့အဲ့အဲ့ဒီကိုယ့်ရဲ့တွေ့ကြုံရတဲ့တွေ့ကြုံနေရတဲ့ဆင်ကိုယ့်ရဲ့တခြားလူတွေကိုပေါ့နော်ပို့ပြီးတော့မျှဝေမယ်ဝေမျှမယ်ဒါမျိုးလေးပေါ့ဒီလိုဖြစ်အောင်လို့အဲဒီကလေးလာပြီးတော့ပြောပြရဲပေါ့အဲ့တော့မကြခင်မကိုတို့ကဒီကိုအဟောင်းကနေပြီးတော့အစ်စ်ဖြစ်သွားလိမ့်မယ်အဲ့တော့မကြောက်နဲ့ဒဲမဲဆက်ပြီးရှောက်ဖို့လိုရဲစွာလေးပေါ့နော်ဒါလေးပြောပြချင်တော့ပါဆိုတော့ဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ကျွန်တော်ဒီပေါ့နော် remember your identity ပေါ့နော်ဆိုတော့ကိုကိုကိုမပြောင်းဆုံးဘူးပေါ့ ဆိုဒီကလေးထပ်ပေါ်လာတဲ့အကြောင်းရင်းကြတော့ကိုကိုကိုပြန်ပြီးတော့ရှာဖွေဖို့ပေါ့ကိုရဲ့အစ်စ်မန်ဘယ်ရလဲဒီမှာကိုကိုကိုပြန်လဲရှာဖွေဖို့ငါဘသူလဲဆိုတာစပြီးတော့ရှာဖွေဖို့လိုအပ်နေတဲ့ချိန်လို့ပြောချင်တာပေါ့နော်အဲ့တော့ကိုရဲ့ဒီရှာရတဲ့ဒီ journey ကဖြန့်ဖြန့်တန်းတန်းတော့မဟုတ်ဘူးကိုကိုရင်ရှာဖွေရမယ်ရုံးကန်ရမယ်ပင်ပင်ပန်းပန်းနဲ့ရုံးကန်လှုပ်ရှားနေရမျိုးပေါ့နော်ဆိုတော့ခါကြရင်ဒီမေးရမတိကြမှုတွေခံစားလိုက်မယ် ခါကျရင်ဆုံးရှုံးတာလို့လို့နာကျင်ရတာလို့လို့တခါကျရင်အဲ့လိုပေါ့နော်ကိုကိုအဲ့လိုပျောက်ဆုံးပြီးမှတကယ်ဆုံးရှုံးသွားတဲ့ခံစားချက်ကြီးကကျတော့ကိုအရာအလုံးအနေပြီးတော့ဟိုလက်လျှော့ခြင်းစိတ်တွေတည်ရမလားကျွန်တော်အများကြီးကိုကိုတိုင်းရှေ့ဆက်မသွားခြင်းတော့ဆိုရယ်စိတ်တွေတန်တရားစိတ်တွေဒါတွေကိုခေါ်ဆောင်သွားလိမ့်မယ်ဆိုတော့အဲ့ဒါတွေကိုတစ်ချက်ပေးဖယ်ပြီးတော့မှကိုကိုကိုပြန်ပြီးတော့ကြည့်ကြည့်ပေါ့နော်ငါ့ကိုဘယ်ယာတွေကဒီလိုမျိုးဖြစ်စီရလဲဘယ်ယာရကိုကိုပင်ပန်းစီလဲမောစီလဲပေါ့နော် ဲ့တော့ကိုကိုရိုင်းလက်မလျှော့ဘဲနဲ့ရှေ့ဆက်သွားမှသာလေကိုလိုချင်တဲ့ live ကိုရမှာပေါ့နော်အဲ့တော့တကယ်ကိုရှာနေတဲ့အချစ်စစ်အချစ်မှန်ဒီကိုအတွင်းထဲမှာပဲရှိပါတယ်ဆိုတော့နေရာမမရှာနေပေါ့နော်ကို့အပြင်ပါမှမရှာဘဲနဲ့ကို့အတွင်းထဲမှာပဲရှာဖို့ရည်ကြည်ပါတယ်ဆိုတော့အခုချိန်ဖြစ်နေတဲ့ကြုံနေတဲ့ဒီလိုဟိုစိတ်ရှုပ်စရာတွေသိရမလားတကယ်ဟိုပဲစိတ်ရှုပ်ထွေးစရာတွေအခြေအနေမတည်ငြိမ်တဲ့အခြေအနေတွေဒါကြီးအားလုံးကကို့ကို trigger လုပ်နေမယ်သိရမလားဆိုတော့ကို့ပို့ပြီးတော့ သိမြင်လာအောင်ပို့ပြီးတော့ဒီနားလေလာအောင်အဲ့ဒါတွေကိုဖြစ်လာဖို့အတွက်ကိုယ်ကောင်းတဲ့နေရာကိုခေါ်သွားပြီးမှအဲ့တော့ trigger လုပ်ရင်ကိုယ်ဘာဖြစ်လဲဆိုတော့ဟိုခရောက်ခရက်တွေဖြစ်မယ်ဒီလားနာကျင်မှုတွေပိုပေါ်လာမယ်ပိုပြီးတော့အဆင်မပြေဖြစ်မယ်အဲ့တော့အဲ့ရနေတစ်ဆင့်ကိုကိုယ်တိုင်အာဒီလိုပါလားဆိုရဲချင်းလင်းမှုကိုရအောင်လို့သူကခေါ်ဆောင်သွားပြီးမှာပေါ့နော်ဆိုဒီချိန်မှာကိုယ့်အတွက်အရာအလုံးအားအဆင်မပြေလို့ခံစားနေမိတယ်တိရမလားဆိုတော့ဒီအဆင်မပြေမှုတွေလည်းများနေမိတယ်တို့တော်လည်းပဲ ဖြစ်လဲဆိုတော့ကိုကအရှိကိုဆက်သွားနေရဆိုတော့တည်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ငါသွားနေရအရာကတကယ်စစ်မှန်တဲ့လမ်းကြောင်းပါလားငါဒီပို့ပြီးတော့ကောင်းမွန်တဲ့နေရာစီသွားနေပါလားဆိုတော့ကိုသိဖို့ရည်ကြီးတယ်အဲ့တော့အခက်ခဲကြုံတိုင်းဒီဟာဒီဆုံဆုံသွားတာပြီးပြီးတတ်သွားတာမဟုတ်ဘူးပေါ့နော်အဲ့တော့အဓိကတော့ကိုကိုရိုင်းက gratitude ရှိဖို့လိုအပ်ပါတယ်ကိုရခဲ့တဲ့သင်ကန်းစာတွေအတွက်ရောပြီးတော့ကို twin flame ကိုသင်ခဲ့ပြီးတဲ့ဒီ lesson တွေအတွက်ရောပေါ့နော်ကိုအနေနဲ့ gratitude ထားမယ်အဲ့ဒါအရေးကြီးဆုံးပဲအဲ့တော့ gratitude မရှိတဲ့လူကဘာမှ ဆက်လုပ်လို့မရဘူးပေါ့နော်အဲ့တော့ gratitude ထားပါပို့ပြီးတော့အဲဘယ်လိုပြောရမလဲကောင်းမွန်အောင်ပေါ့နော်ကိုကိုကိုအဆင်ပြေအောင်နေဖို့ကအရန်အရေးကြီးပါတယ်ဆိုအသေးမွှားလေးအစား gratitude ထားလေလို့ရှင်ပို့ပြီးတော့ကောင်းမွန်တဲ့အချိန်တွေရောက်သွားလိမ့်မယ်။အခုအတွင်းကိုလည်းမြင်တယ်ဂျေဇုတင်ပါဆိုတော့သူတို့ကြောင့်ကိုယ်စီပြောင်းလဲလာတယ်ပို့ပြီးဆင်ပြေလာတယ်ပို့ပြီးတော့ကိုယ့်ကိုရှာဖွေတွေးချီလာတယ်။ဘလောက်ပဲသူတို့ကကိုယ်ကိုနာကျင်လို့လို့ပေါ့နော်။အဲ့နာကျင်မှုကတစ်ဆင့်ကိုကိုယ်တိုင်ကိုယ့်ကိုယ်ကိုပြန်ရှာဖွေတွေးချီခဲ့ရပြီပေါ့နော်။အဲ့တော့ ကျေးဇူးတင်စရာတော်တော်လေးကိုကောင်းပါတယ်ဘာလို့ဆိုက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 ိုပြန်လဲရှာဖွေတွေးမှုရောပြီးကြတော့ပို့ပြီးတော့တည်ငြိမ်လာအောင်ပို့ပြီးလူကောင်းတယောက်ဖြစ်လာအောင်ပို့ပြီးတော့အခြေအနေတွေကိုကောင်းမွန်အောင်တွေးထက်အောင်ကို dream plan ကကိုကိုလုပ်ပေးခဲ့ရပဲဗောနော်တကယ်ရှာဖွေတဲ့ရင်သူ့ဒီကျေးဇူးတင်စရာအကောင်းဆုံးလူတွေဆိုတာတည်လာလိမ့်မယ်ဗောနော်ဆိုတော့လို့တွေးခြင်းအပြင်ဘာဖြစ်လဲဆိုတော့ကိုယ်အနေနဲ့ပို့ပြီးတော့ဒီလေးနက်တဲ့အချက်ကိုလည်းရှာဖွေတွေးရှိလာမယ်ကိုကိုယ်ကိုလည်းပို့ပြီးတော့လက်ခံလာနိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲ twin flame ဆိုတာကြတော့ တာမန်မဟုတ်ဘောအဲ့တော့ဟိုသူကလည်းကိုပဲကိုကလည်းသူပဲဒီလိုနှစ်ယောက်ခွဲတွေးလို့မရဆိုတော့အမြင်ပြောရပေါ့နော်အဲ့တကြောင်မလို့တေချာဘောက်ကို unconditional love နဲ့ချစ်နိုင်ဖို့အဲ့တော့သူ့မချစ်ကကိုအရင်ချစ်မယ်ပြင်သူ့လည်းချစ်မယ်အမြဲတမ်းဒါဘယ်လိုပြောရမလဲကောင်းမွန်အောင်ဆူတောင်းပေးရမျိုးပဲလွတ်လွတ်ရရပေါ့နော် energy ပေးရမျိုးပဲအဓိကတော့ကိုကကိုအတွင်းထဲမှာကိုကိုကိုလုံလောက်မှုရှိနေဖို့ပဲပေါ့နော်အဲ့တော့အဓိကတော့ကိုနဲ့ပဲဆိုင်ပါလေအရာအလုံးကလေအဲ့တော့ကိုကိုပြည့်စုံထားမယ်ကိုကိုလုံလောက်အောင်ထားမယ် ဒီ twin flame ဆိုတဲ့အရာကတော့ 3D မှာလာပြီးတော့မစုံကလည်းကိစ္စမရှိဘူး fifth dimension မှာကျွန်တော် 5D အခြေအနေမှာနှစ်ယောက်လုံးကဒီတူတူရှိနေတဲ့ခံစားချက်မျိုးရရင်ကိုအစင်တော်တော်လေးပြည်နေပေါ့နော်ဆိုတော့ဒါကိုသိပြီးတော့အရေးကြီးပါတယ်ကျွန်တော်ပေါ့နော်ဟိုဘယ်လိုပြောရမလဲတေချာလေးတစ်ခုတည်းဆိုအောင်မြင်တတ်တော်လို့ရှင်ပို့ပြီးတော့ အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ wellness ဆိုခံစားလို့ရှိရင်တော့ဒါပို့ပြီးတော့အရာအလုံးမှာ wellness ဆိုတာဒီတစ်ဖက် dream flight နဲ့ပေါင်းသွားလို့ wellness ဆိုတာမျိုးဆိုတာတကူအရာအလုံးလူတွေလူသားအလုံးအရာအလုံးဒီ wellness တစ်ခုလေးကသာရှိရယ်အရာအလုံးကဒီဘယ်လိုပြော collective လို့ပဲပေါ့နော်အရာအလုံးက အကောင်လုံးကတိုက်ဆိုင်နေကြတာပဲတည်ရမလားကိုကကိုပြဿနာနဲ့ကိုဆိုမဲ့တခြားလူတခြားလူပြဿနာခြားလူအဲ့တော့အကြောင်းအရမတူပေမဲ့ယူရမဲ့တန်ခမ်းစာတွေဖြစ်ပေါ်နေရအားလုံးကအတူတူပဲပေါ့နော်ဆိုတော့ဒါကိုမြင်အောင်ကြည့်နိုင်မယ်တစ်ဖက်လူရဲ့ပြဿနာကိုပြဿနာအဲ့လိုမျိုးပေါ်တွေးနိုင်ပြီးတော့တေချာလေးအဲ့စိတ်ထားတတ်သွားရင်ပေါ့နော်ဒါကတော့တော်တော်လေးတော့ခက်ခဲလိမ့်မယ်ကျွန်တော်ကလည်းဒါစူးစမ်းစေပေါ့နော်အဲ့လိုထားတယ်ဆိုရင်တော်တော်လေးကိုပိုအဆင်ပြေရလိမ့်မယ်ကိုတော်လေးဒီ oneness ပေါ့နော်ဒါကိုမြင်တတ်သွားရင်ဒီကိုစင်းစာစိတ်တရားကိုစင်းစာတရားရောပြီးတော့ပို့ပြီးတော့ဒီ ပဝင်းကျင်ကိုလည်းခေါင်းပွန်တဲ့အရာတွေကိုပေးလာခြင်းလိမ့်မယ်သိရမလားဆိုတော့ဒါကတော့ကဘာကြီးကကျတော့ negative energy နဲ့အများကြီးပြန့်နေတာပေါ့နော်ဘယ်လိုဘယ်လိုဆိုဒါကဘာအောင်ပြက်ခတ်နေလို့အောင်ပြောလို့အောင်ရနေပြီလို့ပြောလို့ရပြီဆိုတော့တခုတစ်ခုနိုင်ငံမိတဲ့နိုင်ငံဖြစ်နေရပြဿနာတွေသိမလားတဘာဝ BN ရေကလည်းအများကြီးဖြစ်ပေါ်နေတာကဘာပြောင်းလဲဖို့တော့ဒါအချိန်ကြာနေပြီလို့ပြောလို့ရပါပေါ့နော်ဒါဘယ်ဘယ်လောက်ဘယ်လောက်ဆိုတော့မပြောတတ်ဘူးဒါပေမဲ့တဖြည်းဖြည်းရောလို့ဆွတ်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 ရုပ်လာတာပေါ့နော်ဆိုတော့အဲ့ဒီကြောင့်မလို့အဓိကတော့ ခေါင်းပေါ်နဲ့စိတ်ကိုပဲထားပါပို့ပြီးတော့ကျင်နာပေးပါသေးမလားလောဘတွေတက်မဲ့စားတကယ်အားလုံးကိုမြမြမျှဝေပြီးရှင်းမြတာကိုခံစားလို့ရအောင်ပေါ့နော်လှုပ်ပါကောင်းတဲ့ရာမျှဝင်ကောင်းတာတွေပဲကိုယ့်အတွက်ဖြစ်လာလိမ့်မယ်ဆိုတော့တန်တရားနေကြွအောင်လို့ဒီလိုခေါင်းပေါ်နဲ့အရာတွေကိုပဲလက်ကင်တော့လို့ရပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဒါတော့ကျွန်တော်မြင်တဲ့ဟာလေးပေါ့နော်ပြန်ပြန်နေဖြစ်လေဒါကွန်မန့်တွေမှာမှတ်မိကလေးရပါတယ်နော်အားလုံးစစ်စစ်မြတ်တင်ပါရနောက်ထပ်ဗီဒီယိုပေါ့ဒ်ကတ်တွေမှာပြန်တွေ့ပါမယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေဗျာဘိုင်ဘိုင်